ူးအကိုတို့နည်းနည်းလုံနိုင်ကြိုင်နိုင်လို့အကိုတို့စီးပွားရေးတောင်းတဲ့ချိန်အမေမရှိတော့ချိန်ကြတော့တိတ်နှပြောတယ်တိတ်တရီရအခုအဖေကတော့အဆုံမှာ support တွေ့တယ်ပေါ့ဘလို့ပဲဖြစ်ဖြစ်ဟုတ်အဖေရဲ့ရောက်အောင်တော့ရေလေးမှရှိတဲ့ပုံနဲ့ရေလေးမှကိုပါအခုချိန်မှာကိုတတိကြပြင်မယ်လေကိုဘလောက်လွမ်းလွမ်းဘလောက်တတိရရအမေစားချင်တာလေးကျွေးချင်တယ်လို့ဘိုးကြီးမှကျွေးခွင့်ရှိတာကျွေးခွင့်မရှိဘူးပါးစပ်နေမှာကိုပြောနေရပါလို့ကိုလေဒီမှာကိုလို့ဆုံးရှုံးနေတဲ့အရာဆိုငွေပဲဆုံးရှုံးပါပါ တဲ့အရာမဆုံးချုံရအောင်ကိုကကူပါအခုအဖေကတော့ဟိုပေါ့အစုံမှာ support တွေ့တယ်ပေါ့အဲ့တော့ဆရာဝန်ကဟိုပေါ့တခုခုပေါ့နှစ်ပြည့်အောင်ပေါ့အဲ့လိုပေါ့ဒါမဲ့အစုံစုံဒီတော့ကိုရဲတာတွေ့တာဆိုတာဘယ်လိုပဲဖြစ်ဖြစ်ကို့အဖေရဲ့ရောက်အောင်တော့ရေးလေးမှရှိတယ်ပေါ့နဲ့ရေးလေးမှအခုပါမပြောဘူး မပြောဘူးဆိုတော့အဲ့ဆရာဝန်ရှီရောက်တော့မှဒါဆရာဝန်ကဟိုကိုရဲလေးမှဟိုနေမကောင်နဲ့အကွက်ဒီလက်ကလေးတွေကတ်နေတာကတ်တော့မရတော့သွားပြတော့မှအဲ့အာယုံကျော်နဲ့လည်းဆိုင်နေဆရာဝန်ကဒီဟာဆိုပြီးတော့သူပြနေတယ်မှရောရဲလေးမှရဲလေးမှအဖေဆိုရင်ဒါတမှန်ပြီးပြီရှိတယ်အဲ့ဒါကြောင့်ဒါတော့မပြောဘူးဟုတ်တယ်ဆိုတော့အားနဲ့အပြုတ်နားချအားနဲ့ သူလည်းအားငယ်သွားမှဆိုလို့လည်းအပြေးအားမငယ်နဲ့ဘာလို့ရှိတယ်နိုင်တဲ့ခွန်အားလေးနဲ့နိုင်တဲ့အားလေးနဲ့တာကုမယ်ပေါ့နော်အဲ့လိုပြောပြမောင်မားတွေတိုင်ပင်ပြီးတော့မှခေါ်ပြီးမှလိုက်တာနာမီးပါလေတာသမီးကိုကုံပါလဲစိုးတာသူခံစားနေရတော့သူအသက်ကားတဲ့90ကျော်80ရောက်တော့မယ်တေးလူပဲဖြစ်နေပြီတကြီးနေပြီမလုံးနေဆိုရတူဒါပေမဲ့အခုတို့ကျတော့လက်မခံနိုင်ဘူးရှင်းသမျှတော့ခုမှပဲအခုအဖေတို့ကူတို့ကိုရှင်းသမျှကုံသွားပါစီလေကို့မှာဘာမှတော့မရှိဘူးရှင်းသမျှနဲ့ခုမှပဲကုံသွားပါစီဟုတ်တယ်မလားမိဘကိုကူလို့ ဆုံရှုံနေတဲ့အရာဆိုငွေပဲဆုံရှုံပါပါကျန်တဲ့အရာမဆုံရှုံရအောင်ကိုကကူပါအဲ့တော့အဖေကလည်းဩငါဖေတနာပါလေငါတို့ဒီလိုမပြောချအောင်ပေါ့ပြီးပါဦးတားသမီးတို့လည်းအပူမပေးချင်တော့တာဆိုတော့အဖေကလည်းတံမိုးထားပါလေရန်လေးမှာရအောင်ကူပါပါ ယလီမာတို့ကငငယ်လေးတွေကအဖေဝန်ထမ်းဘဝနဲ့ယလီမာတို့ယက်တိခဲ့ရတာသူဖြစ်တဲ့အတွက်ကိုယလီမာပြည့်ပြည့်စုံစုံမหนีခဲ့ရဘူး။ဒါပေမဲ့ယလီမာထမင်းမငတ်ခဲ့ရဘူးလေ။သူများမိသားစုလူဘယ်လိုပဲဖြစ်ဖြစ်ကဲမတို့ထမင်းတက်လို့ကိုမကောင်းဆိုရင်တော့မဘဲဦးချင်းတော့တော့ယလီမာတို့စားခဲ့ရတယ်။အမေရောအဖေရောအဲ့လိုစောက်ရှောက်ခဲ့တဲ့ဖြစ်တယ်ဆိုတော့အဖေကျေစုလဲယလီမာတို့မင်းလိုမရအောင်။ဟုတ်တယ်မလား။အဲ့တော့အဖေကိုလဲယလီမာသူတက်ရှိတက်ကြဘယ်လောက်ထိနေနိုင်မလဲ။နေနိုင်မအောင်ရတဲ့ခေါင်းအားနဲ့တော့ယလီမာဆွဲဆက်မှာပါ။ အာငါပင်ငါမကူတိုင်းငါမလုပ်ဘူးဆိုပြီးရဲလေးမှမရက်ပစ်ဘူးရဲလေးမှရတဲ့ခွန်အားနဲ့အဖေအသက်ကိုရဲတော်ဆန်းဆန်းပါရဲလီမာတို့ဂုံရစ်ရှင်ကားကရဲလီမာတို့ဘယ်လိုပြောမလဲထိုက်တဲ့လောက် ဆိုတာမရှုံးမင်းနဲ့မဆန်ရတဲ့ကားလေးမဆန်ရတဲ့ကားလေးနှစ်ပတ်လဲတကယ်လေးယုံတင်သွားရတယ်ဒီကားလေးနှစ်ပတ်လဲယုံတင်သွားရတယ်ဆိုတော့ဟိုဘယ်လိုပြောမလဲရေလီမာတို့ကတော့ဒါဟိုပရိုဂျူဆာကိုရေလီမာတို့ကကျေးဇူးတင်ရမယ်အမေဒီအတွက်ကိုဘာမျှော်လင့်ချက်မှမထားဘဲနဲ့ရဲရဲရဲတတ်တတ်ရှိတတ်တိရှိရှိနဲ့အမေဒီအတွက်ကိုရိုက်ပြီးတော့ဒါပရိုဂျူဆာရဲ့စေတနာကလေသူ့စေတနာသူအကျိုးပေးနိုင်တယ်လို့ ပြောလို့ရတယ်ဒါကညီမလေးယုံတင်ငွေတော့မဟုတ်ဘူးယုံတင်လို့ရတဲ့ဟာကိုရင်းနှီးမတွေ့တာ channel တခုကိုရောင်းလိုက်တာ channel တခုကိုရောင်းလိုက်တယ်မှာ3400ရရတယ်လို့ပြောတယ်အဲ3400ရတာကိုပြန်လှူတာအမေများဖွဲ့တယ်ဟုတ်တယ်အမေများဖွဲ့တယ်သူတို့ကတီးတံမယ်3400ရအကုန်လှူတာဒီကားလေးကြည့်လိုက်တင်ချင်ရပြန်အမေမရှိတဲ့သူဖြစ်တဲ့အတွက်ကိုအမေကိုတတိပူဝီတတိရပါတယ်အမေကိုဩငါတို့အခုချိန်မှာ ဘယ်လိုပြောမလဲအခုတော့အမေရှိမှာစိုးခဲ့တာညွှဲခဲ့တာကြီးကိုကြီးတို့မှရှိခဲ့တာပဲလीအခုချိန်မှာအခုတို့စိုးချင်ညွှဲချင်မှာကိုလုတ်ကုတ်ခုံကိုအမေရဲ့အခုတော့ဝန်ထမ်းဘဝနဲ့စဉ်သက်လာတာဖြစ်တဲ့မိသားစုဖြစ်တဲ့အတွက်ကိုအမေဟာအဖေလာစာလေးနဲ့ညီကောင်မောင်တို့မှ၄ယောက်ရှိတဲ့အထဲမှာပါအငယ်ဆုံးဖြစ်တဲ့တာအိုလေးကိုလည်းချစ်တယ်လို့မိသားစုအတွက်ကိုရောအကြီးမကြီးဒီတလအမအကြီးဆုံးရဲ့အင်္ဂိတဲဆိုရင်အကိုတထဲအကိုပြီးလို့ရှိရင် အလက်မလေးအမအောက်တက်တဲ့အတောက်တက်တဲ့လေးလာမှမှာတာသမီးလေးကို तू ကအလက်ကြောင်အမေကအဖေရတဲ့လစာနဲ့ထိမ့်သိမ့်ပြီးလှုပ်ဆောင်သွားတာမိပါတယ်အမေပဲအကူဒေါတာဘွယ်ပြဆောက်တွေရိုက်တယ်ရတဲ့လစာလေးနဲ့အကူပေးတာနည်းနည်းပေးတယ် ညမအမေရှိရပြန်ယူခဲ့ရတယ်။အာယေလီမယေလီအမေသားကြတော့အမေဘာပြည့်ညပြည့်ဒီလူလေးပြောမှဆိုအကိုကြီးအမကြီးမသိအောင်တမျိုးအင်ကြီးလေးဝဲခြင်းနဲ့လူတန်းကြီးရအောင်ပြေးပြီးတော့ပခုံးတန်းတင်ခဲ့တဲ့အမေဖြစ်တဲ့အတွက်ကိုယေလီမတို့ကတော့ခုချိန်မှာအမေရဲ့မြေတားကိုလည်းနားလဲတယ်လို့ဘယ်တော့မှဒီနေ့ထိလည်းမမေ့ဘူး။ဟိုမေ့ထားတဲ့အရာတွေမဟုတ်မကောင်းတဲ့မဟုတ်အဲ့တော့ဟိုအားလုံးကိုပြောချင်တာပေါ့လေစုံစုံသွားတဲ့အရာတွေကနှခမရတဲ့အထဲမှာမှမိဘပါတယ် မိဘပါတယ်မိဘဆိုတာသတိမေ့စရာအရာမဟုတ်ဘူးမိဘဆိုတာသတိမေ့စရာအရာဟုတ်မဟုတ်တာเนาะအဲ့တော့မိထားတယ်ဆိုဆိုတဲ့အတွေ့အမြင်တော့ကိုကြီးတို့မှာရှိကုန်မရှိဘူးတချို့ဆိုတိတိလို့ဆိုခဲ့တာရရှိရှိမယ်မတိတဲ့ဟိုမတိစိတ်ကလေးနဲ့ငယ်စိတ်ဆိုတာအမေကလည်းဗျာဘာဖြစ်ပြညာဖြစ်တယ်ပြောခဲ့တဲ့သူတွေရှိခဲ့နေတော့မှအခုချိန်မှာမပြောသင့်ဘူး မပြောတင်တော့ဘူးဆိုတာကိုယနေ့မှပြောချင်တာပါဘူးချိန်မှာကိုတတိကြပြင်မယ်လေကိုဘလောက်လွမ်းလွမ်းဘလောက် တတိရရအမေကိုဘလူစောချင်တယ်အမေကိုဘလူပြောချင်တယ်အခုအမေစားချင်တာလေးကြွေးချင်တယ်ဆိုဘိုးဘိုးမှာကြွေးခွင့်ရှိသလားကြွေးခွင့်မရှိဘူးပါဇက်နဲ့ပဲအခုပြောနေရပါလို့ကိုလေဟုတ်တယ်မလားအဲ့တော့ရှိတဲ့ချိန်မှာပဲတံမုံထားတယ်ဘူးဆိုအခုဖေးအခုရှိတယ်အခုအဖေနေသိမ့်မကောင်းနေသိမ့်မကောင်းတော့အဖေက အဖေလည်းအခုတာသမီတို့ကိုငဲ့တာပဲအမေမမဟုတ်အဖေမမဟုတ်မိဘဆိုတဲ့စိတ်ကလေးနဲ့ဟိုတမုတ်ထားတတ်ပါစေနော်အမေတယောက်မှလည်းသူ့ရဲ့ဂုံပုတ်သူ့ရဲ့လုံဆောင်ချက်တီးသူ့ရဲ့တာဝန်တွေအများကြီးရှိခဲ့သူအဖေတယောက်ရဲ့တာဝန်တွေလည်းအများကြီးရှိခဲ့တယ်အဲ့တော့မိဘကိုတမုတ်ထားတတ်ပါလေအကူတို့လိုပေါ့ဒါနောက်နောက်တာပဲလေနော်အကူဒီနေ့တည်းအမေနဲ့ပြဿနာမတက်ခဲ့ဘူးမရှိလေအကူအမေနဲ့ခေါင်းချင်းဆိုင်နေတာရှိလေအမေနဲ့ခေါင်းချင်းဆိုင်နေတာဖြစ်တဲ့အတွက်ကိုအခုချိန်မှာပိုသတိရတယ်ဘာလို့ဆိုတော့ ကိုကျွေးနိုင်နေတဲ့အချိန်ကိုလိုချင်တဲ့အမေကိုတော့ဒီချိန်မှာရေလီမနေလိုချင်တဲ့ရာဘာလိုချင်လဲဆိုအမေကိုပြန်လိုဒုက္ခခံနေတဲ့အချိန်တော့အတူတူခံခဲ့ရတယ်အခုအကိုတို့နည်းနည်းလုံနိုင်ကြိုင်နိုင်လို့အကိုတို့စီးပွားရေးတောင်းနေချင်အမေမရှိတော့ချိန်ကြတော့တိတ်နှပြောတယ်တိတ်တရီရအဲ့တော့ကိုသွားတိုင်းအချင်းဆိုပွဲတိုင်းသွားလို့ရှင်လေဒါလို့မမေးဆိုအချင်းမမေးဆိုလေချို့ချို့တော့ပေါ့နော်ဒီအကိုပြောသူတွေပေါ့ တီလိုပဲစူးစူးမတိစိတ်နဲ့ပဲစိုးတဲ့သားသမီးပဲဖြစ်ဖြစ်တိအောင်လို့အကွာစကားပြောလေးနဲ့တန်မိုးထားတဲ့အောင်တော့အမြင်နဲ့အကွာတော့ကိုယ်စကားလေးနဲ့တော့ပိတ်သက်ကိုတော့အမြင်နဲ့နားချတာပေါ့နော်ဘာပဲဖြစ်ကိုလေးကိုမဖြစ်အောင်ဒါနှောင်းနှောင်းထားနေလေအခုချိန်မှာငိုနေလဲဘာမှအမေမသိနိုင်ဘူးဘာမှမတက်နိုင်တော့အဲ့ညာဒီမဖြစ်အောင်တော့ကိုကြီးအမြင်နဲ့ပွဲရောက်နေအမြင်နဲ့အဲ့တချင်းလေးနဲ့ဒါပြိတ်သက်ကိုတော့ပြောပြပေးတာပါ